ကိုတင်ဆက်ပေးပါမယ်။ဒီမှာကတော့ညမိုးထပ်ပါတင်ဆက်ပေးခြင်းတဲ့တဲ့ရဲ့အကြောင်းအရာတွေပါတော့အမရဲ့မျိုးအစားခွဲခြားစုပြင်ခြင်း shopping mall များနဲ့ပူးပေါင်းလှုပ်ဆောင်မှုဆိုတဲ့တဲ့ရဲ့ရှင်နာရောင်းဝယ်ရေးလိုင်းစင်များရန်ကုန်အပါအဝင်မြို့၅မြို့၌ရှောက်ထားနိုင်ဆိုတဲ့တဲ့ အရင်နောက်မှာနေတို့ကုန်တင်ရင်450ခန်းဖြင့်နေစဉ်ကုန်မျိုးစုံတင်ပို့နေဆိုတဲ့တွင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့တရုတ်အာရှအလဲပိုင်းဒုတိယအကြိမ်မြောက်အစည်းအဝေး၌ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍တရုတ်သမ္မတမိတ်ခွန်းပြောဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါသေးတယ်။ ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့အမိုက်အမျိုးအစားခွဲခြားဆွန့်ပြင်ရေး shopping mall များနှင့်ပူးပေါင်းလုံဆောင်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့တော်စီပင်သားရရှိကော်မတီရဲ့အနေနဲ့အမှားရမျိုးအစားများခွဲခြားဆွံ့ပြေးရေးလှုံ့ဆော်ရမှာ shopping mall တွေ အစ်စ်မြေရောင်းဆိုင်ကြီးတွေနဲ့လည်းပူးပေါင်းလှုံ့ဆော်သွားမယ်လို့သိရပါတယ်။အမှိုက်ခွဲခြားဆွံ့ပြေးခြင်းအစီအစဉ်နဲ့ပတ်သက်ပြီးရန်ကုန်မြို့တော်စီပင်သားရရှိကော်မတီမြို့ပြပတ်ဝန်းကျင်ထိမ့်သိမ်းရေးနှင့်တန်ရှင်းရေးဌာနအနေနဲ့ရန်ကုန်စီပင်သနမိတ်အတွင်းမှာရှိတဲ့ shopping mall တွေနဲ့အစ်စ်မြေရောင်းဆိုင်ကြီးတွေကတာဝန်ရှိသူတွေနဲ့ရှင်းလင်းဆွေးနွေးပွဲတခု ုကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စွန့်ပြစ်ပစ္စည်းအမှိုက်တွေကိုစီမံခန့်ခွဲရာမှအမှိုက်များကို စနစ်တကျခွဲခြားစွန့်ပြစ်ခြင်းဟာလည်းတဘာဝပဝင်ခြင်းကိုထိမ့်သိမ်းကောင်းွယ်စေနိုင်ပြီးအမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေတဲ့အပြင်အမှိုက်များကိုအကျိုးရှိအောင်ပြည့်လည်အသုံးပြုနိုင်ဖို့အတွက်ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ဆိုပါတယ်။ အမိုက်အမျိုးအစားလေးမျိုးခွဲခြားဆွန့်ပြင်ရှာမှာအမိုက်ဆိုများဖြစ်သောမိဖို့ချောင်းထွက်ပစ္စည်းများနှင့်တကိုးရီသုံးတန်ရှင်ရေးပစ္စည်းများအတွက်အစိမ်းရောင်အမိုက်ပုံးတွင်၎င်းအမိုက်ချောင်းများဖြစ်သောဆက်ကူဂတ်ထူဆက်ကူတန်တိုးတန်ဆာပိတ်စာတက်သားစာစရည်ဆွန့်ပြင်ပစ္စည်းများအတွက်အဝါရောင်အမိုက်ပုံးတွင်၎င်းပလတ်စတစ်အမိုက်များဖြစ်သောပလတ်စတစ်သုံးပစ္စည်းများအားအပြားရောင်အမိုက်ပုံးတွင်၎င်း အလက်ထရောနစ်စွန့်ပစ်ပစ္စည်းများ မီးလုံအင်းစက်ဖြန်းဆေးရည်များအိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများအစားရှိထည်ဘေးရန်ရဲ့ရှိအမှိုက်များအတွက်အနည်းရောအမှိုက်ပုံးတွင်၎င်းစွန့်ပစ်ရမှာဖြစ်ပါထည်ရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီအနေနဲ့လက်ရှိမှာဈေးများကော်မတီလောက်အောက်ရှိရုံးများနဲ့ဌာနဆိုင်ရာများစတင်ကြောင်းများမှာအမှိုက်အမျိုးအစားလေးမျိုးခွဲခြားဆွန့်ပြင်နိုင်ဖို့အသိပညာပေးတရုတ်ပြချင်းတွေဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။ ဒုတိယသတင်းသဘောက်အနေနဲ့ကျောင်းမြေရတနာရောင်းဝယ်ရေးလိုင်စင်များရန်ကုန်ဝပါဝင်မြို့ငါးမြို့၌ရှောက်ထားနိုင်စွာသတင်းကိုတင်ဆက်ပေးပါမယ်။မြမကျောင်းမြေရတနာရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်တွေကိုရန်ကုန်ဝပါဝင်မြို့ငါးမြို့မှာရှောက်ထားနိုင်တယ်လို့တရန်စာသားနေတဘာဝပဝင်ချင်းထိန်းသိမ်းရေးဝန်ကြီးဌာနကတည်ရပါထိတ်။အဆိုပါလိုင်စင်တွေကိုနေပြည်တော်ရန်ကုန်မန္တလေးမြကြီးနားနယ်မိုင်းရှုမြို့တွေမှာရှောက်ထားနိုင်မယ်လို့ဆိုပါထိတ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့လက်ရှိမှာတော့ကြောင့်မြေရသနာလုပ်ငန်းတွေတက်ဆိုင်ထိလုပ်ငန်းလိုင်စင်ပေါင်း9600ကျော်ထုတ်ပေးထားတယ်လို့လည်းသိရပါတယ်။အဆိုပါကဲတူထုတ်ပေးရမှာကြောင့်မြေရသနာအချောနယ်လက်ဝယ်ရသနာရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်ကြောင့်မြေရသနာအချောထယ်နဲ့ရုပ်သူရုပ်ထွင်းများပြုလုပ်ခြင်းလုပ်ငန်းလိုင်စင်ကြောင့်မြေရသနာအရင်အချောများရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်တွေကိုချထားပေးနေတယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးပရင်နောင်မှနေတို့ကုံတင်ရှင်450ခန်းဖြင့်နေစဉ်ကုံမျိုးစုံတင်ပို့နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့ရှိဗရင်နောင်ကုံစီဝန်ခါနေနေသေးတာတွေကိုနေစဉ်ကုံတင်ရှင်450ခန်းနဲ့ကုံမျိုးစုံတင်ပို့နေထဲလို့မြန်မာနိုင်ငံဝေးပြေးကုံစီပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကတည်ရပါထိတ် အဲ့ဒီလိုတင်ဖို့ရှာမှဒေတာအစုံကဝင်ရောက်လာတဲ့ကျက်သွန်းနီးကျက်သွန်းဖြူအာလူငရုတ်သီးစရဲစပိုဆောင်သီးနှံထွေငပီးငချောက်ပဲမျိုးစုံထွေအပောင်ဝင် ကုံမျိုးစုံကိုရန်ကုန်တိုင်းရဲ့ထွင် ပြန်လဲပြန်ပြူတာအပြင်အရာဝတ္ထရာပောင်ဝင်ဒေတာအနှံ့အပြားကိုလည်းပြန်လဲတင်ဖို့နေတယ်လို့ဆိုပါတယ် အခုနောက်ပိုင်းမှာကုန်စည်တည်ယူပို့ဆောင်စရိတ်များလာတာနဲ့ကုန်ကားရှားလာတဲ့အတွက်တည်ယူပို့ဆောင်တဲ့နှုံထားတွေမြင့်တက်လာတယ်လို့သိရပါတယ်။အထီလိုမြင့်တက်ရှားမှာအရင်ကထက်30ရာခိုင်နှုန်းဝန်းကျင်လောက်အထိမြင့်တက်လာတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုန်လေးနဲ့ တရုတ်အာရှအလဲပိုင်းဒုတိယအကြိမ်မြောက်အစည်းအဝေး၌ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍တရုတ်သမ္မတမိတ်ခွန်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နယ်အာရှအလဲပိုင်းခြားအရေးအသွေးမြင့်ပူးပေါင်းဆောင်ရွက်ခြင်းရဲ့အရေးကြီးပုံများကိုတရုတ်သမ္မတရှီချင်ဖင်ခါကောင်စက်စတန်မြို့တော်အစတာနာမှာပြုလုပ်တဲ့တရုတ်အာရှအလဲပိုင်းဒုတိယအကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာအလေးထားပြောကြားသွားပါတယ်။ ကာဇက်စတန်၊ကာဂျစ်စတန်၊တာဂျီကစ္စတန်၊တာကမင်နစ္စတန်၊ဥစ်ဘက်ကစ္စတန်တို့မှခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီးရှီချင်းဖင်ကရဝန်းတစ်ခုလမ်းကြောင်းတွေထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ရေးနဲ့အခြေခံမူပေါင်းများအကြောင်းပြောသွားပါသည်။ ဒီ၆နိုင်ငံချာအပြန်အလှန်လေးစားယုံကြည်မှုအကျိုးအမြတ်ရရှိမှုကုညီထောက်ပံ့ရေးထိုးရဲ့အဓိကအချက်များကိုလည်းပြောပြပါထစ်။ဒါအပြင်တဝူထဲကပဲလဝက်ကြီးအုပ်ဆိုးမိုးခြင်းကိုစန့်ကျင်ပြီးကမ္ဘာလုံးဆိုင်ရာစီလုံးရေးနဲ့တူညီတဲ့ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကိုထောက်ခံကြဖို့ဆိုပါထစ်။ ဘူပေါင်းဆောင်ရွက်ရေးနယ်ပတ်သက်လို့အထူးကအချက်ကြီး၅ချက်အကြောင်းရှီချင်းဖင်ကဖော်ပြခဲ့ပါတယ်။ပထမအချက်စီးလုံးညီညွတ်ရေးနယ်ကူညီထောက်ပံ့ရေးကိုအထူးကထားရန်ဒုတိယအချက်ကုန်သွယ်ရေးနယ်ရင်းနှီးမြှုပ်နှံမှုများထိရောက်မှုရှိဖို့အတွက်ဘူပေါင်းဆောင်ရွက်ရေးမူပေါင်းကို အကောင်းဆုံးချမှတ်ရန်တတိယအချက်လုံခြုံရေးမူပေါင်းချမှတ်ရန်စတုထအချက်ယဉ်ကျေးမှုနယ်နိုင်ငံရေးဘူပေါင်းဆောင်ရွက်မှုမြင့်တင်ရန်နှင့်ပြစ်စမအချက်မြတ်တော်မှုရှိတဲ့ဘီဘီဆိုင် ရာစီးပွားရေးဖွဲ့စည်းပုံအတွက်အားပေးထောက်ခံမှုပြုရန်တို့ဖြစ်ပါသည်ရှခုနှစ်ဟာတရုတ်ပြည်သူများဂျပန်တို့ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်အောင်မြင်ခဲ့တဲ့နှစ်80ပြည့်အထိုင်အမှတ်ဖြစ်ပါသေး အာရှအလဲပိုင်းခေါင်းဆောင်များကဒေတာအတွင်းဖွံ့ဖြိုးမှုအတွက်အရေးပါအထည်လုပ်ငန်းစဉ်များကိုအတိအမှတ်ပြုလက်ခံခဲ့ချပြီးရှိချစ်ဖြစ်တဲ့အတူအစတာနာကြီးညာချက်နဲ့ဘူပေါင်းဆောင်ရွက်ရေးသဘောတူညီချက်အများပြားမှလက်မှတ်ရေးထိုးခဲ့ချပါသည် ထာအပြင်စင်းရဲနွမ်းပေါင်းမှုလျှော့ချရေးပညာရေးဖလဲခြင်းခန္ဓာရပြစ်လောင်မှုကောက်ွယ်ရေးထိုးကိုအဓိကထားတဲ့တရုတ်အာရှအလဲပိုင်းကော်ပိုရေးရှင်းဌာန၃ခုနဲ့ကုန်သွယ်ရေးပလက်ဖောင်းတို့ကိုလည်းခေါင်းဆောင်တွေဖွင့်လှစ်ပေးခဲ့ပါတဲ့တတိယအကြိမ်မြောက်ထိပ်သီးအစည်းအဝေးပွဲကိုတရုတ်က2029ခုနှစ်မှာလက်ခံကျင်းပသွားဖို့ကိုလည်းအားလုံးကသဘောတူခဲ့ကြပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရဲ့အစီအစဉ်တို့ပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you